အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ Ghost Story Channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာကျွန်တော်ပြောပြသွားခြင်းနဲ့ဖြစ်ရမှန်တရားစက်လန်းလေးကတော့ကျောင်းသားတယောက်ရဲ့ခန္ဓာကိုယ်ရဲ့ကိုဝင်ပူးဖို့စူးစမ်းခဲ့တဲ့တရေဆိုတဲ့အကြောင်းလေးကို ပြောပြပြီးတော့မှဖြစ်ပါတယ်ဒီစက်လန်းလေးကိုမပြောပြသေးခင်ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ရလို့ဆင်လုပ်ထားပေးကြပြီးတော့တစ်တန်တိုင်းတရားအောင်လဲဘေးနားနူလီဘဲလေးကိုဖွင့်ထားပေးကြပါလို့အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာအစင်းနဲ့ဖြစ်ပြီဆိုရင်စရအောင်ခင်ဗျာ တော်ဆယ်တန်းဖြည့်တုန်းကအတက်16နှစ်ပေါ့ဗျာစာမွေးပွဲအထိကလည်းနင်းနေပြီဆိုတော့ကျူရှင်ကနေညတနာရီကျော်လောက်မှပြန်ရတယ်နေတာကတော့တနင်္လာရီတိုင်းထိုဝယ်မြို့မှာနေပါတယ်ကျွန်တော်အများခေါ်တာကနှကြောင်းခွေးတဲ့ဘာလို့လဲဆိုတော့ကျွန်တော်ကနှအိမ်နေပါတယ်ထမင်းစားရေချိုးချိန်ဆိုမြို့ရဲ့အိမ်မှာဗာကျက်ချင်းအိတ်ချိန်ဆိုရင်မြို့ပြင်ကအိမ်မှာဒါကြောင့်အများကခေါ်တာကနှကြောင်းခွေးတဲ့ညတော့ကျွန်တော်စာကျက်လာမရလို့ညတနာရီထိုးမှအိမ်ပြန်ခဲ့ရပါတယ် ချမ်းကလည်းချမ်းပြန်မှလည်းမြို့ပြင်ဆိုတော့နည်းနည်းဝေးပါတယ်ကျူရှင်ကလည်းကျွန်တော်ဆိုင်ကယ်လေးနဲ့မြို့ပြင်ကအိမ်ကိုပြန်လာခဲ့ပါတယ်ကျူရှင်နဲ့မလန်းမကန်းမှမိသက်ဌာနရှိပါတယ်အဲမိသက်ဌာနရှိရောက်တော့ခွေးတစုကကျွန်တော်ကြည့်ပြီးအတကုံဟောင်းတော့တာပဲဗျာဒါပေမဲ့ကျွန်တော်တွေးမိတာကတလန်းလုံးမှကျွန်တော်တယောက်တည်းဖြစ်ရုံမကကျွန်တော်စိတ်ကလည်း125အိုင်ကိုပြန်ပြီး upgrade လုပ်ထားတဲ့အပြင် power iso တက်ထားတော့ဆိုင်ကယ်တန်းကတဝူးနဲ့မို့လို့အမြင်ကပုံမှန်နဲ့ဟောင်းတာလို့တွေးမိပြီး AC စစ်ပဲဆက်မောင်းသွားပါလေ စမောင်းလာရင်လည်းဟိန္ဒူဘုရားကျောင်းဆက်ရောက်သွားပါတယ်။အဲ့ဒီဟိန္ဒူဘုရားကျောင်းမှာဘာသာရေးပွဲတော်ကျင်းပခြင်းဆိုအထူးဝဲမင်းနင်းပွဲပြုလုပ်တဲ့မြေခွက်လက်လေးရှိပါတယ်။အဲ့မြေခွက်လက်အရှိမညောင်မင်းကြီးကြီးတပင်ရှိပါတယ်။အဲ့ညောင်မင်းအောက်မှာလည်းခွေးတအုပ်ရှိတာခလန်လန်ကလေးကဆိုင်ကယ်မီးအောင်လည်းကျွန်တော်မြင်ရပါတယ်။သူတို့နားလေးရောက်ရောကျွန်တော်ကိုကြည့်ပြီးဟောင်းနေမကပဲအတန်ဆဲပြီးဥရောတာဗျာ။ကျွန်တော်ချက်ချင်းတွေးမိလိုက်တယ်ဗျ။ဒေချာပြီးငါဆိုင်ကယ်နောက်မှာတစ်ခုခုတော့လိုက်နေပြီလို့ ခက်တာကအဲ့ညောင်ရင်အောက်ကခွေးတွေကဥယုံနေမကကျွန်တော်ဆိုင်ကယ်အနောက်ကိုတအုပ်လုံးလိုက်လာတာဗျ။အဲနဲ့လူကလည်းကြောက်လည်းကြောက်နေပြီဆိုတော့ဆိုင်ကယ်လေးပါးကိုအတုံညစ်ပြီးမောင်းတော့တာ။တလန်းလုံးဆူညံလို့ပေါ့ဗျာ။နားရည်တော်ဥသွားတယ်။အဲ့ဒါနဲ့အရှင်ကတအားမြန်နေတော့ခွေးတွေကျန်ခဲ့တယ်။ကျွန်တော်လည်းဖျားစာဆူမယ်ပေါ့ဗျာ။ခက်တာကဘယ်ကနေစဆူရမှန်းမသိတော့လား။အဲ့လောက်ထိကိုကြောက်နေတာဗျာ။သူများပြောတာကြားဦးတယ်ဗျာ။ကိုယ်နောက်မှာတစည်တရေတွေပါလာရင် လက်ကိုနောက်ပြန်ပြင်ပြီးရိုက်ရတယ်လေ။ကျွန်တော်လည်းလက်နောက်ပြန်ရိုက်တာပေါ့ အချိန်မောင်းများစွာရိုက်တယ်ဒါပေမဲ့ရိုက်လေရိုက်လေဆိုင်ကယ်ကနေလာလေပဲဗျာလီဘာအိုတအားဖြစ်ရာတောင်40ကီလိုမီတာလောက်ပဲတွားတော့တယ်ပုံမှန်အချိန်လီဘာအိုအတာလေးညင့်ရင်တောင်70ကီလိုမီတာလောက်တော့အပြတ်ညဘက်ကြီးအနှွေးတဲ့တုံးတယ်လောက်ဝတ်ထားတာတောင်စိတ်နေအောင်အေးတဲ့အချိန်ကျွန်တော်မှရှက်အင်ကြီးလက်ပြတ်နဲ့ချွေးတကုံလုံးရွှဲနေတာရေချိုးထားသလိုဖြစ်နေပါတယ်အဲ့ဒါနဲ့ငါမရတော့ဘူးဖျားစာတစ်ခုခုတော့တေချာပေါက်ရုပ်ကိုရွံ့မှဖြစ်တော့မယ်လို့တွေးပြီးတရံတုံတင်တော့တာပဲဗျာ အဖေအားစာရွတ်လိုက်မှဆိုင်ကယ်ကတဖြည်းဖြည်းပြန်ပြီးမြန်လာတယ်။ဆက်မောင်းသွားရင်းနဲ့ရွာပြင်ကဖုန်ကြောင်းတောင်ရှိရောက်သွားတယ်။အဲ့ဖုန်ကြောင်းမှာကအစိမ့်တွေတွေအမြဲထားတယ်။ဆေးရုံကနေအစိမ့်တွေလောင်းကိုယူလာတယ်။နေဝေးတူတွေကအဲ့ဖုန်ကြောင်းမှာပဲထားကြတာပေါ့ဗျာ။အဲ့ဖုန်ကြောင်းရှိလေရောက်တော့ဘယ်ကထွက်လာမှမသိတဲ့ဆေးကောင်ကြောတဲ့ခွေးတစုဗျာကျွန်တော်ကိုကြည့်ပြီးအတန်ဆဲပြီးဥတော့တာ။ကိုကလည်းဘယ်ပြောကောင်းမလဲလီပါကုန်တင်ပြီးမောင်းတော့တာပေါ့။ဆိုင်ကယ်လက်ကင်လှုပ်လာလို့တန်ခွေထက်ကီလိုမီတာငုံကြည့်လိုက်တော့140ဖြစ်နေပြီ။ 140ကီလိုမီတာဆိုတာဒုံးဆိုင်နေပါပြီ။ကွင်းထဲပြိုင်နေတဲ့ဆိုင်ကယ်ရဲ့အရှိန်က140ကီလိုမီတာရှိပါတယ်။ဘလောက်မြန်နေလဲဆိုတာမိစေတို့တွေးတာကြည့်လိုက်ပါတော့။အခွေးကြီးကျန်ခဲ့ပြီပေါ့လို့စိတ်ကတွေးနေတော့ကျွန်တော်အတက်ရှူတာမဟုတ်တဲ့အခြားအတက်ရှူတံကြားလိုက်လို့နောက်လည်ကြည့်လိုက်တာဗျာ။အမက်လေးဗျာတကူလုံးမင်းနဲ့နေတဲ့ခွေးကြီးတကောင်နင်းနေနောနောခန္ဓာကိုယ်ကြီးပါမဟုတ်တာဗျာ။တာမန်ခွေးထက်ဒုံးစားလောက်ကြီးတယ်။အခွေးကကျွန်တော်ခြေတော့ကိုလိုက်ဆွဲတာအဲ့လောက်မြန်နေတာဗျာ။ဘလူအားနဲ့တုံးပြီးလိုက်တာလဲကျွန်တော်မတွေ့တတ်တော့ဘူး။ ါနဲ့ကျွန်တော်လည်းအတကုံမောင်းပြေးတာပဲအဲ့တော့အခွေကတော်တော်လေးကြာတဲ့အထိလိုက်သေးတာဗျမမီရဲ့အကြောင်းကတော့ကျွန်တော်ဆန်ကေကမြင်ကြီးနဲ့မထီတော့ဘူးကတ္တရလမ်းမကလည်းအကုန်တီးတဲ့အတိုင်းမညီမညာနဲ့ဆိုတော့ဆန်ကေကခုံခုံပြီးသွားတာမြင်ကြီးနဲ့ဘီးနဲ့တစ်ချက်တစ်ချက်လွတ်သွားတယ်ဒါပေမဲ့တရားလုံးဖျားစာအယူမပြတ်ခဲ့ပါဘူးအရောက်တော့အမေကတကားဖွင့်ပြီးထိုင်ဆောင်နေတယ်မျက်ဆန်ကေတန်းငါးချားနေရတာကြာပြီဘာလို့အဲ့လောက်အမြန်ကြီးမောင်းရတယ်လဲဆိုပြီးစူရတော့ဒါပေမဲ့ကျွန်တော်ဘာစကားမှပြန်မပြောနိုင်ခဲ့တဲ့အပြင် ဆိုင်ငယ်ဘောကဆင်းပြေးပြီးအမေစီဝင်ပြေးကဆိုင်ငယ်တောက်တော့ဖို့မိခဲ့လို့ဆိုင်ငယ်ဝုန်းကနေလဲကျသွားပါတယ်ဆိုင်ငယ်တန်းလဲကျတော့အပြေထွက်လာတယ်စူမလို့စူမလို့ကျွန်တော်လည်းတကုံလုံးနဲ့ပူးတက်လို့တဆက်ဆက်တုံပြီးအမေကိုတအားဖက်ထားတာဗဇက်ကလည်းဖျားစာရွတ်တုံအဲ့တော့မှအမေတော်ပေါက်သွားတယ်အပြေထွက်ခြင်းနေကိုနားလဲသွားတယ်ထင်ပါရဲ့အမေကဖျားစာယူရင်ကျွန်တော်စပင်လေးကိုတက်ပေးတယ်တော်တော်ကြာမှကျွန်တော်စကားပြောနိုင်တယ်ဒါပေမဲ့တခုနဲ့အမေကျွန်တော်ကိုတဲချောက်တာဗျာအဲ့တခုမှမပြောနိုင်လေအဲ့တော့အမေကပြန်ပြောတယ်ဒါတွေကဖြစ်လေဖြစ်တာရှိပါလေ ဒါဆိုအမေတို့အဲ့လမ်းကပြန်နေတာတခါတလေအဲ့လိုဖြစ်တတ်တယ်ဆိုတဲ့သဘောပေါ့ဒါပေမဲ့အဲ့လောက်တော့မစိုးဘူးတဲ့အဲ့ကိုကြတော့အတကုံလိုက်ခံရတယ်တော်တော်ကြာကြမှတကုံလုံးတင်းထားမြအားတွေရှော့ချလိုက်တော့အဲ့နေရာကြီးခွေလဲပုံဝင်ပို့တယ်အဲ့ညာကအမေတညလုံးမေ့ဘူးကျွန်တော်ခန်းထဲထိုင်ပြီးဖျားစာထိုင်ရွတ်နေတာနောက်၄၅ရက်ကြာမှအမေကပြန်ပြောပြတယ်နင်းဆိုင်ကနောက်မှတရေလိုက်တာဖြစ်ရမယ်တဲ့နင်းကိုလူစားထိုးဖို့ဝင်ပူးဖို့ကြိုးစားတာတဲ့အဲ့နေရာမှာနင်းဆိုင်ကလဲရင်တခါလေးအတေပဲတဲ့နင်းကဖျားစာရွတ်နေတော့ဝင်ပူးလို့မရပဲ တင်းကိုပုံနှောင်းရှက်တာလေအိမ်ထိပါလာတယ်တဲ့အင်ညာအင်ခေါမိုးကိုကြောက်ခဲနဲ့ပြစ်တာသရုံလုံးနဲ့အချက်ပေါင်းများစွာပြစ်တာလေနင်းဖေပြင်တွေ့ပြီးတမ်းမီနဲ့ထိုးကြည့်တော့ဘာကြောက်ခဲမှမရှိဘူးတဲ့ဒါပေမဲ့နင်းဖေအိမ်ထဲပြန်ဝင်လာရင်ကြောက်ခဲနဲ့ပြန်ပြစ်တော့တာပဲတဲ့ငါလားအင်ညာကတညလုံးနင်းမီနဲ့ထိုင်ပြီးပြားသာထိုင်ရမနေဘူးဆိုရင်တောင်းနင်းချင်းကြီးကဆိုးမှပဲတဲ့ပြီးရင်နင်းရဲ့အဆောင်လျှောက်ကလည်းနင်းကိုတော်တော်လေးကာကွယ်ပေးထားဖို့များတယ်တဲ့မမြင်ရတဲ့ကျွန်တော်ရဲ့အဆောင်လျှောက်တယောက်ရှိပါတယ်ကျွန်တော်လုံးဝမလိမ္မာဘူး ကျွန်တော်တေကန်နေအဖြစ်အပျက်တွေအများကြီးကြုံမှုပါတယ်ဒါပေမဲ့တစုံတစ်ယောက်ကဝင်ဝင်ကြွေတော့တာအများတမ်းပါပဲဇလန်လေးကတော့ဒီနေရာမှာအဆုံးတက်တာပါဖြစ်ပါတယ်အဆုံးတိလိုက်ပါနားဆင်ပေးကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာလည်းထပ်မံဆုံတွေ့နိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဗီနာနူဒီဘဲလေးကိုဖွင့်ထားပါလို့ပြောချင်ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ